မင်္ဂလာပါရှင်ဘာမခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုစစ်တပ်ကတဖက်သက်သတင်းထုတ်ပြန်မြန်မာအရေးဖြစ်ရှင်းရာတွင်ရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုသောအာဆီယံနိုင်ငံသားရေးဝင်ကြီးများ၏ရည်တည်ချက်နှင့်ကွဲလွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်က ပြောဆိုကြောင်းမြန်မာအကြံဖက်စစ်တပ်ကတဖက်သက်သတင်းထုတ်ပြန်ပါရယ်။ယမန်နေ့နေပြည်တော်တွင်မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟက်ဆန်နှင့်အကြံဖက်မင်းအောင်လှိုင်တို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်သည်ဟုအကြံဖက်စစ်တပ်ကတဖက်သက်သတင်းထုတ်ပြန်လာခြင်းဖြစ်ပါရယ်။ဂျမနီတွဲဆောင်ပွဲတွင်မလေးရှားနိုင်ငံသားရွေးဝင်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလို့ရန် ပြင်ဆင်နေမှုများအားတွေးရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံအနေဖြင့်မြန်မာနိုင်ငံ၏ဂျိုးပန်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့များကိုလည်းဆေလွတ်သွားမည်ဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုကြောင်းစစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်ထားပါသည်။တို့ရတွင်ဇူလိုင်လအတွင်းကျင်းပခဲ့သည့်အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးတွင် မြမအရေးဖြည့်ရှင်းရာတွင်ရွှေကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည်ကိုအာဆီယံကသဘောတူခဲ့ကြောင်းအာဆီယံကဘုံသဘောတူညီချက်၅ချက်ဖြင့်မြမအရေးလိုက်နာဖြည့်ရှင်းရဲ့မြမစစ်တပ်ကိုအဓိကဦးစားပေးတိုက်တွန်းခဲ့ပါတယ်ထို့ကြောင့်အကြံဖက်စစ်တဲ့ယမန်နေတွေးဆမှုသတင်းထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစီအဝေး၏ရည်တည်ချက်နှင့်လုံးဝကွဲလွဲနေရာမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနကမူတစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ မြန်မာနိုင်ငံမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တော်လေစီအာနာသိမ့်လိုက်တဲ့ဖြစ်အာဆီယံကမြန်မာကိုအစည်းအဝေးများမှပိတ်ထုတ်ခဲ့ကြောင်းရင်းနှောင်မြန်မာအရေးကိုဖြည့်ရှင်းရန်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုလေးစားလိုက်နိုင်ရန်ပြက်ကွက်ခြင်းကြောင့်မြန်မာစစ်တပ်ကိုအာဆီယံထိပ်သီးအစည်းအဝေးများနဲ့ဝင်ကြီးများအဆင့်အစည်းအဝေးတက်ရောက်ခွင့်ကို2022ခုနှစ်ကလေးကအာဆီယံကပိတ်ပင်ခဲ့ပါတယ် ဆက်လက်ပြီးဘီလင်းနဲ့မုံမိတ်မျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေချောင်ဖြစ်ဘုံကျဲတိုက်ခိုက်မှုပြည်သူ၁၁ဦးသေဆုံးပြီး၁၁ဦးအပြင်းထန်ဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်ဘီလင်းမျိုးနယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မျိုးနယ်တို့ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေချောင်ဖြစ်ဘုံကျဲတိုက်ခိုက်မှုပြည်သူ၁၁ဦးသေဆုံးပြီး၁၁ဦးအပြင်းထန်ဒဏ်ရာရရှိကြောင်းသိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာတပ်နယ်မြေမွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ခြေရွာတို့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဖုံးကျဲကြခဲ့ရာပြည်သူလေးဥပွဲချင်းပြီးတည်ဆုံသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်ရမနီအော်တိုဘာလ9ရက်နေ့ည8:20မိနစ်အချိန်အကြံဖတ်စစ်တပ်ကဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ခြေရွာတို့လေကြောင်းဖြင့်ဖုံးကျဲချခြင်းဖြစ်ကြောင်းရှင်းတို့လေကြောင်းတိုက်ခိုက်မှုကြောင်း ပြမပင်စိတ်အနောက်ကျေးရွာမှပြည်သူလေးဦးမှပွဲချင်းပြီးတည်ဆုံသွားခဲ့ကြောင်းပြည်သူသုံးဦးမှအရေးပေါ်အခြေအနေဖြင့်ဒဏ်ရာရရှိထားပြီးအခြားသောဒဏ်ရာရရှိထားသောသူများလည်းရှိကြောင်းသိရပါတယ်။မနီညာ၈နာရီ20မိနစ်မှာလေရင်နဲ့ပုံလာကြတာပါ ။ဒဏ်ရာရတာကခွနက်ဦးမှသုံးဦးကအရေးပေါ်အသက်အန္တရာယ်စိုးရိမ်နေရတဲ့ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။အလားတူရမန်နီည9နာရီဝန်းကျင်အချိန်ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတင်ပိုက်ထားသောမိုးမိတ်မြို့နယ်ဝဲပေါင်းကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပြီးလေရင်ဖြင့်ပေါင်၂50ဘုံသုံးလုံးလာရောက်ကျေးချခဲ့ကြောင်းထို့သောကြေချာမှုကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူခုနှစ်ဦးတိုက်ဆုံခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ၈ဦးထိမှန်ဒဏ်ရာရရှိသည့်အပြင်နေအိမ်ဆဲလုံးလည်းပျက်စီးသွားခဲ့ကြောင်းသိရပါသည်။အလားတူအောက်တိုဘာ9ရက်နေ့တွင်လည်းကြောင်မဲမြို့နယ်မိုင်းလုံးမြို့မန်ဟုံးကျေးရွာသို့စစ်တပ်ကလေကြောင်းဖြင့်ပေါင်၂50ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တအူအပါဝင်ပြည်သူ၁၀ဦးသေဆုံးခဲ့ပြီး၃ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။အကြံဖတ်စစ်တပ်က၎င်းတို့လက်လွတ်ဆုံးရှုံးထားသောနေပြည်တော်များပြန်လည်ရရှိရေးအတွက်လေကြောင်းတိုက်ခိုက်မှုနှင့် ရေပြင်ထိုးစစ်ဆင်မှုများကိုနှက်စားမြင့်တင်ရန်စစ်ဘက်ဆိုင်ရာအစည်းအဝေးကဆုံးဖြတ်ချက်ချမှတ်ထားကြောင်းသိရှိရပါသည်။ဆက်လက်ပြီး AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် Fighter စစ်စခန်းကုန်မှစစ်သားများလက်နက်များကိုစွန့်ပစ်ခါကစင်ကလျာစုခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။မကွေးတိုင်းငဖဲမြို့နယ်ဗရန်မြို့အနီးရှိနယ်ရေကန်တောင်ပေါ်တွင်တည်ရှိသည့်အကြံဖက်စစ်တပ်လေးချောင်းရံကောက်ွယ်ရေးပြူဟာကုန်၏အားထားရသည့် Fighter စခန်းကုန်ကို အာရကတက်တော် AA ဦးဆောင်သောတော်လရေးပူပေါင်းတပ်ဖွဲ့များကရမန်နီကထိုးစစ်ဆင်တိုက်ခိုက်ရာစစ်သားများမှလက်နက်ကြီးများကိုတာမကလက်နက်များကိုပါစွန့်ပစ်ကာကိုလိုယုံပြီးကစင့်ကလေးအားစုတ်ခွာထွက်ပြေးသွားကြသည်ဟုသတင်းရရှိပါသည်။စီရီသတင်းရင်းမြစ်တအူးကဒီစခန်းကုန်းကနာမည်ကြီးဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစခန်းကုန်းလို့နာမည်ကြီးစခန်းကုန်းပါ။ဘာကြောင့်တော့မသိဘူး။စစ်သားတွေလက်နက်တွေကိုစွန့်ပစ်ပြီးထွက်ပြေးတာအဲ့ဒီစခန်းကုန်းကိုအချိန်တိုတိုနဲ့အပြတ်သက်ခြေမုံသိမ့်ပိုက်လိုက်တယ်ဟုပြောပါသည်။ အေအေဦးဆောင်တဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့များမှဝင်းရောက်စီးနှင်းတိုက်ခိုက်မှုအတွင်စစ်သား40ထံမှနေတည်ဆုံကအများအပြားမှဒဏ်ရာရရှိသွားပြီးလက်နက်ခင်ယံများကိုချန်ထားကအကုန်ထွက်ပြေးသွားသည်ဟုဆိုသည်။နေရီကန်တောင်ရှိလေချောင်းရံကာကွယ်ရေးပြူဟာကုန်းရဲ့အားကိုအားထားရတဲ့ဖိုက်တာစခန်းကုန်းဆိုတော့လက်နက်ကြီးတွေပါဆင်ထားတာအကုန်ရလိုက်တဲ့ဒီလိုများများလှူဖို့လိုတယ်ဟု၎င်းကသတင်းဌာနကပြောပါရယ်။ ၎င်းစခန်းတွင်စစ်ကောင်စီအင်အား၁၀၀ကျော်ရှိပြီး drone sniper လက်နက်ကြီးအမျိုးအစားအများပြားတပ်ဆင်ထားသော fighter စခန်းကုန်းတစ်ခုဖြစ်သည်ဟုဆိုသည်။အရကတက်တော်နှင့်ပူးပေါင်းတော်လှန်ရေးတပ်များကလက်နက်ခရမ်းများကိုတင်စီပြီးစခန်းကုန်းတစ်ခုလုံးကိုပါအပီးပိုင်ထိန်းချုပ်ထားသည်။သူတို့ကထိုင်ရန်ရတဲ့သူတွေပါအကုန်တောင်အောက်ကိုဆင်းပြေးသွားတယ်။လက်နက်တွေကို ယူမသွားတော့ဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ပေတနည်းရရကိုအကုန်ထွက်ပြေးသွားပြီထင်တယ်ဟုအမိမဖော်လို့သူ ဒေသခံတအူးကလည်းပြောဆိုပါတယ်အနီနာရှိစင်ပြုံရွာစစ်စခန်းကိုလက်နက်ခဲယံနဲ့တက်နောက်ဆုပ်၍ရတော့လေထို့သောနောက်မဆုပ်ပဲလက်နက်ခဲယံများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တက်ကိုမပြန်လို့ပဲတခြားနေရာများသို့ထွက်ပြေးကြပုံရသည်ဟုဆိုသည်စစ်သားတွေကစိတ်ဓာတ်တွေအယံချနေပြီသူတို့ဘက်ကအထီးကအကြဆုံနေတိုင်းရှိနေတယ်လို့တိုက်ပွဲတွေလည်းနေတိုင်းဖြစ်နေတော့ခြမင်းတွေလည်းငတ်ပုံရတယ်အခုသူတို့လက်နက်တွေကိုစွန်ပြီးထွက်သွားကြတာဆိုတော့လုံးဝစစ်မတိုက်ခြင်းနဲ့သဘောမျိုးလို့ပြောလို့ရပါတယ်ဟုဆိုပါတယ် စစ်ကောင်စီသည်အင်အားထောင်နှင့်ချီရှိသောပြည်သူစစ်တင်နန်းစင်းကစစ်သားများအားရှီရန်ပို့ပြီးထိုးစစ်ဆင်ရကနေအမ်ဘရန်ရိုးတောင်လမ်းတွင်ပြည်သူစစ်များမှအကြဆုံးများပြီးဘဝပြက်ခါပြက်လဲမဲ့အနေထားသို့ရောက်ရှိသွားခဲ့သည်ဟုဆိုပါရယ်။လေကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ထိုးစစ်ကိုအရှိန်အဟုန်မြင့်ခဲ့သောအကြံဖတ်တက်မတော်သည့် AA နှင့်တော်လရေးတပ်ဖွဲ့များ၏တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောက်ပိုင်းတွင်ခန့်စစ်အနေထားသို့ကြားရောက်သွားခဲ့ကကပါစာဆလင်းစင်ပြုံစုံကုံအမြောက်ကြီးတက်တို့တွင်အင်အားများဖြည့်တင်းကလုံခြုံရေးတိုးမြှင့်ထားသည်ဟုသိရပါသည်ဆလပီတထုံမှမိုင်းပေါက်ပြီးနောက်အစစ်စေးချဲနေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်မွန်ပြည်နယ်တထုံမြို့လေရင်ခွင်အနီးမိုင်းပေါက်ပွဲမှုဖြစ်ပွားပြီးနောက်စစ်ကော်မရှင်တပ်ကမြို့အဝင်ထွက်နေရာတွေမှာဖိဆုတ်စစ်ဆေးမှုတွေပုံမလုံးဆောင်နေတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါသည် ပြီးခဲ့တဲ့အောက်တိုဘာ၄ရက်နေ့ကတထုံမျိုးရှိဌာနဆိုင်ရာစုပေါင်းရုံးခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးထောက်ပို့တက်နေဝန်ထမ်းအင်အားတွေရှိတဲ့လေရင်ခွင်အနီးမှာမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါမိုင်းပေါက်ကွဲပြီးနောက်စစ်ကော်မရှင်တပ်ဟာပေါ်တော်မူဖရအနီးတထုံဘီလင်းကာလန်မြို့တစ်တထုံဖအန်ကာလန်နဲ့ဒူးရင်စိတ်တရားတွေမှာပိတ်ဆို့စစ်ဆေးမှုတွေတိုးမြင့်ထားတာပါ အဲ့ဒီလိုစစ်ဆေးရမှလဲကားဆိုင်ကလေးအပြင်မှတ်ပုံတင်ကအစစစ်ဆေးနည်းမြန်းတာတွေရှိနေပြီးတေချာမဖြေနိုင်တဲ့လူငယ်တွေကိုရိုက်နှက်တာတွေရှိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ဒါပြင်စစ်ကော်မရှင်ဟာညပိုင်းမှာလဲနေအိမ်တွေမှာအစည်းအဝေးဝင်စစ်တာအပြင်ကင်းလှည့်တာတွေပြန်လည်လုံဆောင်လာတယ်လို့ဒေသခံတွေတီကနေသိရပါတယ်။တထုံမြို့နယ်ဟာစစ်ကော်မရှင်ပြုလုပ်မဲ့ရွှေကောက်ပွဲအပိုင်တက်မှာပါဝင်နေတာကြောင့်တိုင်အင်အားဖြည့်တင်းတာနဲ့လုံခြုံရေးတင်းကျပ်မှုတွေပုံမလုံဆောင်နေတာဖြစ်ပါတယ်။